ဒီနေ့ကျွန်မဝင်ရမယ့်ခေါင်းစဉ်လေးကိုတစ်ချက်လောက်ထိုးပေးပါဦး Rest in the Lord ဖယားသခင်ထံ၌အနာယူခြင်းလွန်ခဲ့တဲ့တလုံးမှာဆရာဂျိုးဆက်နဲ့ကျွန်မနဲ့မဲဆိုင်မှာ Rest Conference ကိုတွားခဲ့တယ်အဲ့မှာဖယားရဲ့အနာယူခြင်းကြောင့်အများကြီးကြာခဲ့ရဒီနေ့ဘယ်နှစ်ယောက်ကလာတဲ့အခါမှာအယံပင်ပန်းနေလဲကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ထွေးနေလဲငွေကြေးနဲ့ပတ်သက်ပြီးတော့အယံပြက်လက်နေလဲလက်မထောင်နဲ့နော်ကိစ္စမရှိဘူးကိုရောတည့်ရင်လုံလောက်တယ် အာမင်ဘေးနားမှာရှိတဲ့ငယ်ချင်းပြောလိုက်ကိုရောတိတယ်လို့ပြောလိုက်အမေမတဲခန်းကြီး၁၁အငွေ28ကိုဖတ်ရအောင်ဝင်လင်း၍ပင်မန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည် ချမ်းသာဒီနေ့ဝင်လင်း၍ပင်မန်းသောကျွန်ုပ်တို့တဲ့ဘသူထံလာမလဲဖယားထံလာရင်ဖယားဘာပေးမလဲလောကကိုလေသင်ခဏလောက်သွားလိုက်ကြည့် အရက်တောက်တဲ့အချိန်တော့စိတ်ညစ်စရာခဏမေ့မေ့မှာပေါ့နိုင်ကလပ်သွားရင်တော့စိတ်ညစ်စရာခဏမေ့မေ့မှာပေါ့ဆေးတောက်လိုက်ရင်ဆေးကြောက်ရှူလိုက်ရင်တော့အဲ့ဒီအချိန်လေးရတော့ခဏကြီးကပိုင်းနဲ့အဆက်ပြက်ခြင်းပြက်မှာပေါ့ဒါပေမဲ့အဲ့ဒီခဏအတာ အတော်အတွဲမှာပဲတင်ကအနာယူတယ်လို့ဖြစ်ပေမဲ့တကယ်တင်သွားရမယ့်အရက်ကဖျားစီဖြစ်တယ် rest in the lord ဘိနမရှိတဲ့ငညိုပြောလိုက်ပါဖျားသခင်ထမအနာယူပါချင်းမိုင်မသွားခင်မှာ ကင်ဆာဝေဒနာလက္ခဏာရှိတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်မှာကျမယောဂတကူခံစားရတယ်။ဘသူ့မှာကျမမပြောရဘူး။ဘာကြောင့်မပြောရတာလဲ။အိမ်တော်မိသားစုတွေကိုစိတ်မစင်ရဲစေချင်ဘူး။ထွက်လာတဲ့အခါမှာသင်အုပ်ဆရာမတယောက်နော်။နှုတ်ကပတ်တော်နေ့တိုင်းမှာခံယူနေတာကိုကိုတိုင်းနဲ့ဖယားနဲ့ပြင်းစင်နေနဲ့ဘာဖြစ်လို့ဒီယောဂရလာ။လက္ခဏာစစ်ဆေးတဲ့အခါမှာ ကျမဆေးရုံဆေးကမ်းမတွားရသေးဘူး chat gpt ကိုကြည့်တယ်ကျမ online ကိုကြည့်တဲ့အခါမှာဒီလက္ခဏာတော့ဒီကင်ဆာဖြစ်ဖို့ရာဂိုင်တော့အပြည့်အဲ့ချိန်မှာလည်းဘုရားကကျမကိုစကားပြောတယ်နေ့တိုင်းမှာကျမစမ်းစာဖတ်တယ်ဖတ်တိုင်းမှာဘုရားကလေတင့်ကိုအမြဲတမ်းတိုးညင်းသောအတန်နဲ့အမြဲတမ်းစကားပြောတတ်တယ်နော်အဖေကကျမကိုစကားပြောတယ်ဘာပြောလဲအချားပြင်ပစကားတွေကြောင့်အချားပြင်ပလူတွေကြောင့်တန်တရာမများနဲ့ငါအแทမှာပဲနေဒါပဲမဲ့လေကျမပြောမယ်ဘလောက်ပဲဘုရားစကားပြောပြောကွယ် လူကတကက်တကယ်အနာဖြစ်လာပြီးယောဂဖြစ်လာပြီဆိုရင်ငြိမ်သက်နေပါလို့ပြောပြောငြိမ်သက်နိုင်လား symptom တွေလက္ခဏာတွေကပြလာပြီသွားပြီငါဒီကင်ဆာဖြစ်တယ်ဆိုရင်တော့အများဆုံးနေရ6နှစ်ပဲဘယ်လိုလုပ်ရမလဲယောက်ျားလည်းမပြောရဲယောက်ျားမတွေလည်းမပြောရဲအိုမိခင်တွေလည်းမပြောရဲဘသူ့ကိုသွားတိုင်မြင်ရမလဲမသိဘူးဒါမဲ့အထဲထဲမှာမသိတဲ့ငြိမ်သက်ခြင်းကငါ့မှာဖျားရှိတယ်လမ်းလျှောက်တယ်ကိုရောမဆာပါ တိတော့တိနေတယ်ဘာတိနေလဲအစာရှောင်တိုင်းမှာအမြဲတမ်းအဲ့လိုမျိုးမကြုံဘူးတဲ့အနာရောဂါကြုံဘူးတဲ့မမီလားမသိဘူးနော်အစာရှောင်ရအချိန်မှာကျမကြုံခဲ့ဘူးတဲ့ဘာလဲဝတ်တုတ်ကွေးလားအဲ့တော့လည်းနော်တစ်ခါမှမဖြစ်ဘူးတဲ့ယောဂောက်ခံစားဒီတစ်ခေါက်မှလည်းပဲအခုဒီလာမဲ့15ရက်နေ့ဆိုရင်မျက်မြင်မြင်ကြောင်းမှာတို့တနိုင်ငံလုံးရက်ပေါင်း40ဆူတောင်းတဲ့ဆူတောင်းပွဲရှိတယ်အဲ့မှာကျမလည်း သူတို့နဲ့တော့ဆရာဆရာမိုက်နဲ့အတူမဆူတောင်းမိမယ်ကိုကိုရိုင်းလည်းဒီအစာရှောင်ညမှာပါဝင်မယ်ဆိုပြီးတော့ဆက်ကပ်ပြီးတော့ပါဝင်တယ်ကြားထဲမှာအားနေတဲ့အချိန်တွေရှိတယ်အစာမစားတဲ့အတွက်ဝိတအားဖြစ်သွားတာတွေရှိတယ်ဆေးတွေတောက်ရတာရှိတဲ့ခါမှာဆရာကျိုးကပြောတယ်စားလိုက်ပါလားမဟုတ်ဘူးငါဖျားသခင်ထဲမှာငါကတိပေးရတယ်ငါသိသိစေငါသွားမယ်ဘာကြောက်လဲငါအခုအစာရှောင်တော့ငါအတွက်မဟုတ်မြန်မာနိုင်ငံအတွက်ဖြစ်တယ်ဒီနေ့မိသားစုများတင်တစုံတစ်ခုကိုတိုက်ပွဲဝင်ရင်လေ အဆုံးရောက်လေလေရန်သူကအာကြီးတရောင်ရောင်ရှိလေလေပဲအဆုံးရောက်လေလေဘာဖြစ်လဲဗိုက်စာနေရမယ်နည်းနည်းလေးစားလိုက်ပါလားဘာဖြစ်လဲနေစေးတော့ဘူးလို့အပ်တယ်လေနေအဆမ်း no ဒီလိုပြောလို့ကျမမာနာကြီးနေရမဟုတ်ဘူးနော် ပြညတ်တရားထဲမှာအစရှောင်တော့ဖရားကိုချစ်လို့ဖြစ်တယ်အာမင်ကျမတိတဲ့အရာကလေတစုံတစ်ခုတည်းရာအတွက်လွတ်မြောက်ပွေရအတွက်တစုံတစ်ခုသောအရာကိုတော့ဖရားသခင်ရှိမှသင်ပေးဆက်ဖို့လိုအပ်တယ်ဒီလိုပြောလို့ဖရားကအစာငတ်ခံနေအောင်လေပျော်လိုက်တာငတ်သမီးတပိုးတာချာအစာငတ်ခံနေတယ်ငါပျော်လိုက်တယ်ဆိုရယ်ဖရားမဟုတ်ဘူးနော်ဒီနေ့နှုတ်ကပတော်မှာပြောလဲထိုအမျိုးဒီအစာရှောင်ခြင်းမှာတပါမထွက်တတ် တချို့သောမြန်မာနိုင်ငံပေါ်မှာအုပ်ဆိုးတဲ့နှက်ဆိုးကလည်းရိုးရိုးဆူတောင်းလို့မရတာရှိတယ်။ဝိညာဉ်တော်မဆာခြင်းနဲ့သင်ရဲ့အတ္တတားမှာအစာရှောင်တာဘာဖြစ်လို့လဲ။နောင်တရလို့အစာရှောင်တာဘာဖြစ်လဲ။တာ၍တန်ရှင်ဖို့အစာရှောင်တာဘာဖြစ်လို့လဲ။ဇာတိအားနေသွားဖို့ဖြစ်တယ်လို့ကျွန်မအစာရှောင်ရာကာလမှာကျွန်မပြောခဲ့တယ်။ဒီနေ့အစာရှောင်ခြင်းကလိုချင်တာတွေရဖို့အတွက်မဟုတ်ဘူး။အာမင်။အစာရှောင်ခြင်းကဖျားသဘောနဲ့ကိုယ့်ရဲ့သဘောတတ်ထက်ထဲကြဖို့ဖြစ်တယ်။ အဓိကအပြင်းမာတာအဆာရှောင်းနေအတွင်းဝိညာဉ်ကဖျားနဲ့ပွဲခံနေတာဖြစ်တယ်ဆိုတော့ဒီအတော်တင်မှာကျွန်မအဲ့ဒီယောဂကိုစခံစားရတယ်ငိုတယ်ကြိတ်ပြီးငိုတယ်ဆုတောင်းတယ်ရှက်လဲရှက်တယ်သူများတွေများသိရင်ဘယ်လိုလုပ်မလဲဆိုတာမျိုးခံစားရမှာပဲเนาะကြီးစွာသောနောက်ရှက်ခြင်းနဲ့ဝမ်းနေခြင်းကျွန်မဒင်းဒင်းကအတူခံစားရတယ်ဈေးကန်းကမန်နေမှာပြမယ်ကျွန်မတိလိုက်တဲ့အရာကတောက်ကြနေလောက်ဖြစ်တယ်ဒီ၃ရက်စလုံးမှာကျွန်မအမြန်တရားဟောဖို့လည်းရှိတယ်ကိုရောဘာလုပ်မလဲ ကိုရောဘာလုပ်မလဲဒီနေ့ဒီထဲမှာရှိတဲ့သူတွေတင်တစုံတစ်ခုအနာရောဂါဝေဒနာခံစားရတယ်ဖခင်ကယခုပဲတင်ကိုကြံ့မာခြင်းပေးပြီးဖြစ်တယ်ကျွန်မအဲ့လိုမျိုးခံစားနေရတဲ့နေရာမှာကျွန်မဘသူထံမှမတော့ကျွန်မသိတယ်ငါသွားမယ်တနေရာပဲရှိတယ်အဲ့ဒါဖခင်ရဲ့မျက်မှောက်တော့ပဲဖြစ်တယ်ဖခင်ကိုပဲကျွန်မစကားပြောတယ်မန်ဒေးရောက်တဲ့အခါမှာစစ်တယ်အတူချုံပြောမယ်ဘာယောဂါမှမရှိဘူးအာမင်မဖြစ်နိုင်ဘူးနော်တကယ်ပြင်ပလက္ခဏာတွေကဒီလိုမျိုး symptom တွေပြနေတယ် ေချာပေါက်ဒီကင်းဆောင်ဝေဒနာရှိရှိလို့ပြောတယ်ဒါပေမဲ့တကယ်တကယ်ဆက်တဲ့အခါမှာဘာယောဂါမှမရှိနေဘူးဟာလေလုယဘုရားသခင်နာမတော်တာဟိဘုံချပါစေဗုဒ္ဓနည်းကကျွန်မတတ်သိခံတယ်ဟုတ်တယ်နော်အဲ့ဒီယောဂါတော့မရှိဘူးဒါပေမဲ့ကျွန်မရဲ့ symptom တွေကချက်ချင်းမပြောက်သွားဘူးဒီတော်တမှာကျွန်မညီမလေးကကျွန်မကိုကူညီတယ်ကျွန်မအဲ့ဒီအနာနဲ့ပတ်သက်ပြီးတော့ဆေးထည့်ရတယ်ဆေးထည့်တဲ့အခါမှာဆေးအရက်ဆက်တယ်ကိုရောတမိလေးအဲ့လောက်ဘဝမှာမခံစားဘူးကိုရောရဲ့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကြာလာပြီ သုံးပတ်လောက်အခုဆိုရှိလာပြီရှိလာတဲ့ခါမှာအဲ့ဒီအနာစိတ်ထင်ကျမအယမ်းနာလွန်းလို့နောက်ဆုံးကျမလေးတူလို့နှာခေါင်းပိတ်ထားတာအယမ်းနာလွန်းနှာခေါင်းနီးစိတ်ထင်အယမ်းနာလွန်းတဲ့ခါမှာအတန်တော်မထွက်တော့ဘူးနောက်ဆုံးကျမညမလေးကဗာပြောလဲမမရနေရတဲ့နာကျင်တာနဲ့ကျင်တာရသွားပြီထင်တယ်ကျမပြောပြမယ်နော်ဘဝမှာလေတင်မဖြစ်ချင်တာဖြစ်လာရင်လေဖယောက်အပြစ်မတင်နဲ့အပြစ်မတင်နဲ့ကျမပါကိုချင်းစာသွားလဲတလား ယောဘကတကိုလုံးမှာအနှစိမ့်ပေါက်နေတဲ့အခါမှာသူဖျားသိငယ်အပြစ်တင်လားမှန်လားယောဘလိုအချိန်တစ်ချိန်တော့သင်ဖြတ်တမ်းရမယ်ဒါမဲ့ဒီဘက်ဆက်ကလေချီမွန်ကြီးကိုထွက်ပို့လိုက်ငါကတည်းမပြောနဲ့ဒီနှုတ်ခမ်းအသည့်ကိုသင်ဝါလင်စွာစားရမယ်အဲ့လိုအနာဖြစ်နေရင်ခရစ်တော်အပြင်ငါကြံ့မှာပြီပို့ဆိုးတယ်ကျမယောက်ျားပြောနင်မပြောက်သေးဘူးလားပြောက်တော့မှာငါပြောက်တော့မှာနင်မပြောက်သေးဘူးလားပြောက်တော့မှာ ူကလည်းပျောက်စေခြင်းကိုကလည်းပျောက်စေခြင်းတော့အနာဟုတ်ဆေးကိုအတကုန်ထက်တာကျွန်မညီမလေးကပြောအမမတရက်ကိုဘယ်နဲ့ချိန်ထက်တာသုံးချိန်နင်ဘယ်နဲ့ချိန်ထက်လဲမသိပါဘူးငါတော့ဒီလိုပဲထက်ခြင်းလို့ထက်နေရပဲတကားလေးကျလင်းငါးကဖြစ်သွားရင်ဖြစ်သွားဘာလို့ပျောက်ချင်ဇုံနဲ့ဘာယောဂမှမရှိဘူးဆိုတာသိပြီးွားပြီလားဒါပေမဲ့ဖြစ်ဖြစ်နေတဲ့ဒီအနာတော့မစိုးရိမ်မြန်ဘူးလားပျောက်ချင်တော့ဘာလုပ်လဲဆိုတော့တရက်ကိုသုံးချိန်ဆေးထည့်ရမယ်အနာကို ကျမလေးငါးချိန်ထည့်တာလှုပ်ချင်တာအကုန်လှုပ်တာနော် တည့်ရမလားကိုကဆရာဝင်တော့မဟုတ်ဘူးကွယ်ဒါပေမဲ့ဆရာဝင်ဆိုတဲ့ mindset ကလည်းနတ်စမတင်နန်းလေးကလည်းတတ်ထားတယ်ဆိုတော့အနာဘလူဒရက်ဆင်လောက်ရမှာဘလူဖြစ်ရင်တော့ဘလူကအကုန်လောက်တာအဲ့ဒီအတော်တွင်ကလည်းကျမရဲ့အုံတော့မငါအနာဘလူပြောင်းရမလဲဆိုတာပဲရှိတယ်အဲ့ချိန်မှာနာမယလာပြန်မမီသားဖုန်းယူသွားမယ်နော်ကြောင်းဟုတ်လားနေ့အဖေနဲ့ပြောဆက်ဆက်လေးကလည်းမမီသားလေးခေါနစတုံးသွားမယ် နော် playground သွားမြာဟာဘာတွေလဲမသိဘူးသလားခရီးကနေပြန်လာခဲ့တဲ့ तू ကလည်းဟိုတနေ့အဲ့ညူဝယ်လာတော့လေစစဘာပြောလဲ mommy i want to go to beach sakuraya အေးဟိုဘီနီ beach လာအဲ့ချိန်မှာဆရာဂျိုးဆက်ကလည်းကြားတော့ခလီးရတဲ့ beach သွားဖို့အရန်ပြောနေပြီသွားဖို့သူတို့ဘာတွေပြောပြောကျမရဲ့အတွေ့အထိမှာဘာပဲရှိနေလဲအနာပြဖို့အတွက်ပဲဒီနေ့မိတ်ဆွေတကယ်ပြောတာကျမရဲ့အသက်တာတော့ဒီတစ်ပတ်လုံးသွားတယ်သွားတဲ့အခါမှာမနေ့ညကျမလေးအရန်စိတ်ဓာတ်တွေအရန်ကြသွားတယ် ကိုရောမနဲ့ပြတမီတရားဟောရမယ်ဒီနားလေတမီပျောက်ချင်လေးလေးဘာဖြစ်လို့ပိုဆိုးလာရလဲကိုထင်တာတော့အနာဆေးထိန်တော့ပိုပျောက်သွားမယ်လို့ထင်တာပိုပြီးတော့အနာပိုကြီးလာတယ်ပိုရောင်လာတယ်တခခုတော့မားနေပြီဖျားကပြောနေချက်ချင်းထဖုန်းထဖွင့်နေကြည့်ကြည့်တဲ့အခါမှာကျမပါရင်မဟုတ်ဘူးချက်ချစ်ဗီဒီယိုကျမသွားမေးတာဗောနော်သုံးပတ်လောက်ရှိပြီ ငါအနာဘယ်လိုလိုခံစားနေရလဲပျောက်လဲပျောက်သွားလားအဲ့ဆိုရင်နဲ့နင်ဆေးထဲ့တာအလွန်ကြုံဖြစ်သွားပြီတဲ့အဲ့နဲ့ ChatGPT ကပြောတယ်နင်ဆေးလုံးဝမထည့်နေတော့တဲ့ဟဲ့မထည့်ရင်ဘလိုတွေဖြစ်နိုင်လဲဘာဖြစ်ရမဟုတ်ဘူးတဲ့မထည့်နေတော့ဒါပေမဲ့နီထည့်ရင် crane တစ်ခုလေးထည့်အဲ့ crane တစ်ခုလေးသွားထည့်တော့ပူရားသွားတယ်ဒီမနဲ့ထင်တော့ဘုရားတကယ်ဒီနောက်ကပတော့ကိုပြောစေချင်တာဒီနေ့မိသားစုများတကယ်လက်တွေ့နော် rest in the lord အနာယူခြင်းလို့ပြောရင်လေ တင်ရအသက်တာမှာဒီအနာကိုပျောက်ချင်ဇောနဲ့ဒီဆေးကိုထဲလီထဲလီအနာကပိုဆိုးသွားတာလုံးဝမထဲနဲ့လို့ပြောမှပိုအဆင်ပြေသွားတာအချိန်တိုင်ဆင်းမထိုင်တော့ဒီအနာပိုဆိုးလာမလားမဟုတ်ဘူးတကယ်ကိုအနာရသွားတာဘာဖြစ်သွားလဲဆိုတော့ဆေးကမြားသွားတဲ့ခါမှာအသားလောင်သွားတာလောင်ပြီးတော့အရေကိုနေပင်မန်းပြီးတော့စုတ်ပြဲသွားတာဖြစ်တယ်ပိုဆိုးသွားတာဘာကြောင့်လဲဆိုတော့ကိုကပျောက်ချင်ဇောနဲ့အနာဆေးထဲလီလီအနာကပိုပြီးတော့ ဆိုးသွားဒီနေ့ဘဝတက်တာလည်းအဲ့လိုပဲအစံပြေဖို့ကြိုးစားရုန်းကန်ရင်းနဲ့ပို့ဆိုးသွားလဲပတ်စံရဖို့ကြိုးစားနေပတ်စံပို့ပြက်လက်လာလာဒီနေ့ဒီထဲမှာရှိရမိသားစုများ online ထဲမှာရှိရသူတွေရောကျွန်မပြောပြခြင်းတယ် rest in the lord ဖခင်ရဲ့အထဲမှာအနားယူခြင်းလို့ပြောတဲ့အခါမှာလေမျက်မှောက်တော်ထဲမှာသွားထိုင်လို့တခုပဲမဟုတ်ဘူးနော်တင်းရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးအနားယူဖို့ဖြစ်တယ် ကျမ်းမိုက်တစ်ပိုက်ကိုကျွန်တော်တို့ဖတ်ရအောင်အေလိယရဲ့အကြောင်းကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်အေလိယရဲ့အသက်တာထဲမှာကျွန်မဒီမနေ့ခွန်အားယူတဲ့အခါမှာအယံကျွန်မခွန်အားအယံရတယ်သူဘဝအသက်တာအဖြစ်ဘုရားသခင်ကျွန်မကိုစကားပြောတယ် ်ဓမ္မရာဆိုတတိယဆောင်အခန်းကြီး16အငယ်၄ကိုဖတ်ရအောင် သူကိုယ်တိုင်သည်တောသို့တနစ်ခရီးသွားပြီးလင်ယတံပင်အောက်သို့ရောက်၍ထိုင်လေ၏ထိုအခါကိုယ်အသက်သေရမည်အကြောင်းဆုတောင်းလျက်အိုသာရပြယခုတံပါ၏အကျွန်ုပ်အသက်ကိုသိမ်းယူတော်မူပါအကျွန်ုပ်သည်ဘိုးဘီရုထက်တာ၍မကောင်းမအောင်မိတမ်းပြီးလင်ဒါဓမ္မရာဆိုတတိယဆောင်16အငယ်၈မှာသူက ။ဘာလပရောဖက်အယောက်450ကိုတရက်ထဲမှာတတ်ပလိုက်တာ။ဘသူတတ်တာလဲ။အေလိယတတ်တာ။တတ်ပြီးတော့အောင်ဘွေးခဏတော့ तू မမြင်ဘူးလား။မြင်နေပြီးလဲပြီးရော။သူ့ကိုယေဇေဘေလကနိမနှက်ပြန်ပါ။ငါရဲ့ပရောဖက်တွေတတ်တလုံးနိဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ तू ချိန်ဝါသားတဲ့အရာကို तू ကြောက်လဲကြောက်ကုန်။ तू ဘယ်လိုသွားလဲ။ तू ထွက်ပြေးတာ။ဒီနေ့မှာပဲ तू အောင်ဘွေးခဏတာ။ ဖះနဲ့အတူအောင်ဘွဲခံတာဘာဖြစ်လို့လဲတခါမှမုံမရွာဘူးဖះကိုခေါ်မယ်နေတို့လည်းနေတို့ဖះကိုခေါ်ငါလည်းငါဖះကိုခေါ်မယ်ဆိုပြီးတော့မနှိယပဲဖះကိုခေါ်လို့ဖះမထူးလားကောင်းကင်ကနေမီမကြောက်လားကြာပြီးသွားပြီးဟာကိုဒီနေ့လေကြာသူဘယ်ကိုရောက်သွားရလဲရတမင်းအောက်မှာသွားဟာထွက်ပြေးနေတာထွက်ပြေးတဲ့အခါမှာအငယ်9689ကိုဖတ်ရအောင် အတူတူကဖတ်ရအောင်ယတံမင်အောက်တွင်အိပ်ပျော်ဤထိုအခါကောင်းကင်နမန်ကထား၍စားလို့ဟုသူကို တို့လျက်ဆို၏အေလီယာသည် မျော်ကြည့်သောအခါမင်းနေဖုတ်သော မုတ်ပြားနှင့်ခေါင်းရင်း၌ရေဘူးရှိသည်ကိုမြင်၍စားတော့ပြီးမှတဖန်အိပ်ပျော်ဤထာရဖျားဤကောင်းကင်တမန်သည်ဒုတိယအကြိမ်ရလျက်သူကိုတို့လျက်တော်ရမည်ခရီးသည် အလွန်ဝေးသောကြောင့်ထား၍စားလုံးလို့ဆိုသည့်အတိုင်းအေလိယသည်ထား၍စားပြန် ထိုအစာအာဟာရကိုအမိပြုလေအရက်40ခရီးသွားပြီးဖျားသခင်နဲ့ဆိုင်သောဟောရက်တောင်သို့ရောက်သည်ဖြစ်ကဲယတမင်အောင်မှာသူဘာလုပ်နေရလဲကောင်းကင်တမတို့တယ်ထားစားတကယ်တော့ဘာလုပ်တာကြောက်ပြီးတော့ထွက်ပြေးလာတာမဟုတ်ဘူးလားကျမတို့တခါလေးစဉ်းစားရင်လေတခါလေးပြဿနာတွေကြောက်ထွက်ပြေးလာပြီးအရှုံးပေးခြင်းမင်းခုနကသူ့အငယ်လေးမှာသူဘာပြောလဲ ကိုတော့တဲ့ခေါ်လိုက်တော့တဲ့မြ мян သေးလေးလေးကောင်းလေးလေးပဲတဲ့မရှိချင်တော့ဘူးတဲ့ဘာဖြစ်လို့ဆိုမနေ့ကပဲအမလေးငါဖေယားငါဖေယားအေလီယာဖေယားလောက်ခိပြီးတော့အခုဒီနေ့လေကြပါလဲကိုတော့ကျွန်တော်အသက်မရှင်ချင်တော့ဘူးတင်ဖြစ်လိမ့်မယ်တခါလေးမှတင်လေးဘဝအသက်တာရဲ့တွေ့ကြုံရတဲ့အရာတွေမရှိတဲ့ကမှကိုတော့ကျွန်မကိုခေါ်လိုက်တော့ကိုတော့ကျွန်တော်ကိုခေါ်လိုက်တော့ပြောတဲ့အချိန်တွေရှိလိမ့်မယ်အဲ့ချိန်မှာသူအိတ်တယ်တဲ့အိတ်တဲ့အချိန်မှာဖခင်ကအပြစ်မတင်တဲ့ပြင်ဘာကိုပြင်ဆင်ပေးသလဲမုံနဲ့ရေကိုပြင်ဆင်ပေးတယ် ထထပါအောင်ဒုတိယကျင်းမင်းသွားရမခီးကဝေးသေးတယ်ထက်စားပါအောင်ဆိုပြီးတော့ထမစားခိုင်းဦးလားစားခိုင်းနေဒီနေ့မိတ်ဆွေသင်ဘဝအသက်တာထဲမှာလေအကောင်းဆုံးသောအချိန်ကဒီအချိန်ဖြစ်တယ်လုံရမယ့်အချိန်ရှိတယ်လို့အနားယူရမယ့်အချိန်ရှိတယ်ဒါပေမဲ့ကျမတို့ကလေသိအနားမယူချင်ဘူးဘာကြောင့်လဲတလားလုံနေမှာပတ်ဆံရတယ်လို့ထင်တာလုံနေမှာအဆင်ပြေတယ်လို့ထင်တာလုံနေမှာခုနလိုပေါ့ကျမ dressing နဲ့လုံး စေးတွေတစ်ခါပြီးတစ်ခါထဲနေမှမြင်မြန်နေကောင်းမယ်ငါယောက်ျားလည်းမြင်မြန်နေကောင်းစေချင်ပြီအဲ့တော့ငါမြင်မြန်နေကောင်းမှဖြစ်မယ်မြင်မြန်ပြောင်းမှဖြစ်မယ်စေးထဲလေးလေးအနာဘာဖြစ်လဲပို့ဆိုးလာလုံးဝအနာယူရကမှာအခုဘာမှမဖြစ်တော့ဘူးအာမင်ဘာမှမခံစားရတော့ရားလည်းမရအောင်နာလည်းမနာဘာမှမဖြစ်တော့ဘူးပို့ပြီးတော့ကောင်းလာတယ်လို့ပို့ရခံစားရအာမင်တကယ်လေးမသင်ဘွားတက်တာလေဘုရားတကယ်နှုတ်ကပတော်နဲ့စကားပြောလိမ့်မယ်နှုတ်ကပတော်နဲ့သဘောမပေါက်ရင်လက်တွေ့စကားပြောလိမ့်မယ် လက်တွေ့အနာဖြစ်ပြီးတော့လဲစကားပြောလို့အထာမပေါက်စေသေးဘူးဆိုတနည်းမဟုတ်တနည်းတထစကားပြောလိမ့်မယ်ဒီနေ့တင်နှုတ်ကပတော်ကိုကြရင်ကျွန်မပြောပြခြင်းတယ်ဖခင်ရဲ့အထဲမှာအနာယူပါမယုံကန်နဲ့တော့ပျောက်ချင်စောတွေအရန်များပြီးတော့ပတ်ဆိုင်ရှိချင်စောတွေအရန်များပြီးတော့အရန်စူးစားနေရရက်တန်းရက်လိုက်တော့အစင်အရန်ပြေးချင်လုံးလုံးလုံရင်လုံရင်နဲ့အကျွေးချေချင်လုံးလုံးဆက်ရင်ဆက်ရင်နဲ့အကျွေးတွေကမနှဲသွားတဲ့ပြင်ပုံများလာတဲ့အခါတွေရှိတာတက်တယ်ပြောပြခြင်းတယ် အေလိယလှုပ်ဆောင်ရတဲ့အရာကြောက်ပြီးတော့ထွက်ပြေးလာတဲ့အခါမှာသူလှုပ်ဆောင်တာတခုပဲဘာလို့တာလဲဆရာဝန်ကကျမကိုပြောလဲဆိုတော့သမီးတဲ့သမီးမှာဘာကင်ဆာမှမရှိဘူးတဲ့အဓိကသမီးရတဲ့ strap ဖြစ်တာတဲ့သမီးအိတ်လိုက်ပါတဲ့မြက်မြအိတ်တဲ့မြင်မြန်ကောင်းသွားလိမ့်မယ်တဲ့ဒါပေမဲ့မြက်မြမအိတ်ဘူးဆရာမတဘူတာဘာလို့လဲတလားမြင်မြန်ပျောက်ချင်တာမြင်မြန်ပျောက်ချင်စေးတွေထဲ dressing တွေလို့စေးတွေထဲစေးတွေတောက်စေးတွေဈေးကနေသွားစစ်စေးချက်တွေလို့ပိုလို့ပိုလို့တော့ပိုပြီးတော့ဘာဖြစ်လဲ အနာပူရှင်းလာတယ်။ဒီနေ့မိတ်ဆွေဖခင်ရဲ့အတန်တော်ကတင့်ကိုအမြဲတမ်းစကားပြောနေတယ်။တင့်ဘလောက်ပင်မလဲဖခင်သိတယ်။အေလိယလေတရက်ချင်းနဲ့မှလူအယောက်450တိုက်ပင်မမလားမပင်မလားပြောစဉ်းစားတဲ့လူတယောက်ကိုဓာတ်နဲ့လီးရင်တော့တော်တော်နော်၃၄ယောက်၁၀ယောက်လောက်ဆိုဓာတ်နဲ့နဲ့တုံးသွားလောက်ပြီဟုတ်လားမဟုတ်လားအခုတရက်ချင်းနဲ့မှလူအယောက်ဘယ်နှယောက်တတ်ခဲ့ရလဲ450တော်တော်ပင်မန်းတာ ပြင်းမှန်းပြီးတော့ तू အောင်ပွဲခံယုံမဲရှိသေးတယ် तू အသက်ပြန်လဲသေရမယ်ဆိုတော့ तू ဘာဖြစ်သွားလဲဖယားလူဘလောက်ပဲဖြစ်ဖြစ်ကြောက်တတ်တယ်ဖယားလူဘလောက်ပဲဖြစ်ဖြစ်သေရမှာကြောက်တယ်သင်လဲကြောက်မှာပဲဘလောက်ပဲနှုတ်ကပတ်တော်နဲ့ဘလောက်ပဲဝန်ခံဝန်ခံတကယ်တကယ်ကြုံတွေ့ရရင်သင်လဲပဲငါကွာငါကွာဆိုတာမျိုးမရှိတော့ဘူး k ู r o m a า a vano, k น r o keti mano, k ม r o m a ะ a vano, ม i t o n g าเ t a m a ิตร a แบบอ t a n i a ะมาพิจารณ o ยัง a ง a ูรู้ม o ซะว a า a นาะกูรู้มาซะว่า a b าะมาหูพิจารณ e แบบเรื่สปุระเลยเป็ i n ั res บ o n f ยี่เวจ่าย a ิจเนื้อเ n ื่สก a อนฟร n a res j e p แต่เมื่อเรื่สหน a งเงี้ยละอ่ m เบียนเร u เรื่สจ a s ิ i ารณาบอที่แกตัวเนี่ t มาเรื่สมาพิจารณาเ i าชีวิตเม a ่อ i ุดเดียวยกตัวเล้ง a ะจร a งเท็งเล a ลา l ดนเอ l ก i ์ก็แบบว่าเอลียาตต ရဲ့ထားဆောင်ကောင်းလားမကောင်းလားအဲ့ဒီကောင်းတာတွေမလုတ်ချင်ကြဘူးကျမတင်လဲအဲ့လိုပဲမဟုတ်ဘူးလားဖခင်ငါသမီးငါသားနေစူးစားတာတွေရက်လိုက်တော့ငါအထဲမှာအနားယူပါလုတ်ချင်လား ဟွန်းကိုရောနည်းနည်းလေးတော့စူးစမ်းပြရစီကိုရောနည်းနည်းလေးနော်နည်းနည်းလေးသမီးလေးလှုပ်တက်လောက်တလေးတော့နည်းနည်းလေးလှုပ်ပြရစီနော်သမီးရှာနိုင်တလောက်လေးတော့ရှာပြရစီအိမ်ကပတ်စံလို့ပြီးဆိုအိမ်ကဆွဲချိုးကိုသွားရောင်းရမလားဒါမှမဟုတ်အိမ်ကဒေါ်လာတွေထုတ်ရောင်းရမလားလှုပ်တာသူများမဟုတ်ဘူးကိုကိုတိုင်ဒီနေ့ဒီမှာရှိရဆိုရပြောပြမယ်ဒီနေ့နှုတ်ကပတ်တော်ဒီနှုတ်ကပတ်တော်တတ်တတ်မဟုတ်ဘူးသင်ကိုဖျားတိုက်ရဲစကားပြောနေတာဖြစ်တယ် rest in the lord ဖျားရဲ့အထဲမှာအနားယူတော့ အာမင်အာမင်ယောနာဘယ်ထဲမှာသွားအနာယူရလဲတလားငါးကြီးဝမ်းပိုက်ထဲမှာဘယ်နေရလဲမဟုတ်ခြင်းဟောခြင်းနဲ့အင်းဝင်ကလေးသွားဟောခိုင်းနေသူမသွားခြင်းမူလေတာရှုမြို့လေသူဘာဖြစ်လဲသူသွားခြင်းနဲ့နေရာမဟုတ်တဲ့ကသူမသွားတဲ့ကသူဘာလုပ်လဲသူသွားခြင်းနဲ့တင်မောပေါ်သူတက်သွားတယ်လေပြီးလဲပြီးတော့သူဘယ်ရောက်သွားလဲငါးကြီးဝမ်းပိုက်ထဲရောက်တဲ့၃ရက်လုံးလို့သူဘာလုပ်ရလဲတခါတလေမှလည်း အေလိယလို့ဖခင်စကားနားထောင်ရင်းနဲ့ကြောက်ပြီးတော့ထွက်ပြေးရလို့ဖခင်အနားယူခိုင်းသလိုရှိသလိုယောနလို့ဖခင်စကားနားမထောင်ဘဲနဲ့ဖခင်အနားယူခိုင်းတဲ့အချိန်လည်းရှိတယ်။ဒါကြောင့်ဖခင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသင်အခုအသက်တာဘလို့သွားနေလဲဖခင်အထက်မှာအနားယူဖို့ပြင်ဆင်တော့ယောနရဲ့အသက်တာထဲမှာဖခင်မနစ်သက်တဲ့လမ်းကြောင်းလွဲလာတော့မှဖခင်ကအပြစ်မပေးတဲ့အပြင်ဘာလို့လဲငါကြီးဝမ်းပိုက်ထဲမှာသွားပြီးတော့အနားယူရတယ်။၃ရက် ပြေလဲပြေရော तू မဟောခြင်းနဲ့နေရအရက်ကို तू ရောက်ပြီးတော့ဧဝံဂေလိသတင်းစကားမဟောရအောင်လား तू ဟောတယ်တဲ့ तू ဟောရမယ်ဧဝံဂေလိသတင်းစကားစိတ်မပါတပါပြောတာအဲ့ဒီပြောတာတော့မှအဲ့ဒီမျိုးကနောင်တရလားမရအောင်လားရတယ်ဒီနေ့မိသားစုများကျွန်မပြောပြမယ်တင်းရအခြေအနေဘယ်လိုရှိလဲဆိုတော့ကျွန်မမသိဘူးဒါပေမဲ့ဒီနေ့နှုတ်ကပတ်တော်ကတင့်စီလာတဲ့ຢာက rest in the lord ကြိုးစားနိုင်ခြင်းနဲ့အဆုံးရောက်မှဖရားထံမလာနဲ့ တိနေလားကိုတော့ကဲတင်နိုင်တာတိနေတယ်ဒါပေမဲ့လေအမြဲတမ်းကျမနှုတ်ကပတ်တော်ဟောတိုင်းပြောတယ်ပတ်စံလိုပြီးဟေးဆိုရင်ကျမတို့ကဖျားပေးပါလို့ဆုတောင်းတော့ဒူးထောက်ရမယ်အစားပေးနာတငယ်ချင်းစီကနေမပေးပါဘူး2000လောက်ပေးပါဘူး2သိန်းလောက်ပေးပါဘူးသိန်း30လောက်သွားတာပုံမလွယ်ဘူးလားလွယ်တဲ့ကြဒါမဲ့အဲ့ဒါကအဆုံးသတ်မဟုတ်ဘူးနင်နေဖရားရဲ့အထဲမှာအနာယူဖို့ဖရားကအလိုတော်ရှိတယ်တခရင်ရှုမုံတိုင်းနေကိုမငိမ့်စေခင်သူဘာလုပ်နေရလဲ လေထဲမှာသူဘာလုပ်နေလဲအပြင်းမှာတပည့်တော်တွေကကိုရောသေတော့မယ်ကိုရောထပါအောင်နမတခင်ရှုဘာလုပ်နေလဲအဲ့ဒီမတိုင်ငယ်တခင်ရှုစကားတခုမှတပည့်တော်တွေပြောတယ်ကန်းတစ်ဖက်တော့ကူးကြကုန်အပ်ဖယားကကန်းတစ်ဖက်မရောက်ခင်မှာဒီပင်လင်လိုင်းတပိုးတွေဘလောက်ပဲလာလာဘလောက်ပဲသင်မောနှစ်လူမတက်ပဲဖြစ်ဖြစ် ်နောက်ကန်းတစ်ဖက်ရောက်တဲ့အချိန်ငါတာဝန်ယူပြီးပြီးသားဆိုတာပြောပြီးသားမဟုတ်ဘူးလားမသွားခင်ကတည်းကဒါပေမဲ့ဖះစကားကိုသူတို့အမှတ်ရလားလေမုံတိုင်းနဲ့လောင်မုံတိုင်းနဲ့ထန်နဲ့ထန်သူတို့အရန်ကြောက်တဲ့ကမှအိတ်နေတဲ့ယေရှုကိုသွားနှိုးတယ်ဒီနေ့ဘဝအတ္တတာမှာလေသင်အိတ်ဖို့ချိန်တန်တယ်ဖះအထက်မှာသင်အနာယူပြီးတော့တကယ်သင်အိတ်ပါအိတ်တာကိုဖះကအပြစ်မမြင်ဘူးနော် အာတခါလေးကြာရင်စာနာမနဲ့ကဘာလာလဲတလားမဟုတ်ဘူးပယောစိတ်လေးတွေကနော်သူ့အချိန်တည်းကမှနွေရာသီမှအစရရှားတဲ့မိုးရာသီမှစားနိုင်မွေးတော့အဲ့ချိန်မှာအဲ့ဒီတစ်ချိန်လဲလာမှာပါဒါပေမဲ့ဒီနေ့ cornerstone ဒီနေ့နှုတ်ကပတ်တော်ကိုသင်ကြားရပြီးဟဲ့ဆိုသင်ဘဝအတ္တတာမှာအနာမရတဲ့နေ့ပေါင်းများစွာရှိနေပြီဆိုတဲ့အကြောင်းကိုရောသိတယ်သင်အဲ့လိုဘယ်သူမှအပြစ်မတင်ဘူးအဲ့ပါ physically ခန္ဓာပိုင်းဆိုင်ရာလဲအဲ့ပါတကယ်ပြောတာပါ ကျွန်မချင်းမရနေပြန်လာတယ်တရက်တရက်ဘာလုပ်လဲမေးကြည့်လိုက်ဆရာကျိုးဆောင်အိတ်တာတကယ်ပြောတာခလေးအိတ်လဲကျွန်မအိတ်တယ်ခလေးကိုထမင်းကျွေးပြီးလဲခလေးနဲ့သူများဆောင်လဲကျွန်မအိတ်တယ်အဲ့ဒါဘာဖြစ်လာလဲသလားခန္ဓာပိုင်းဆိုင်ရာ recover ပြန်ရလာတယ်ပို့ပြီးတော့ဒီအနာယောဂတက်တာဘူးရင်အကြောင်းဖြစ်လာတယ်ခန္ဓာပိုင်းဆိုင်ရာမှာသင်ပင်မန်းနေတာကိုရောသိတယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာလဲပင်မန်းနေတာကိုရောသိတယ်သင်ရဲ့စိတ်ပိုင်းဆိုင်ရာမှာပင်မန်းနေတာကိုရောသိတယ် သင်ဘလောက်တောင်ဘာတွေဖြစ်နေလဲမသိဘူး။ကျမဒီနေ့တခုံးမပြောပြချင်တယ်။ဖခင်အထဲမှာအနာယူရအောင်။ဒီနေ့သင်ကို rest လုပ်ခိုင်းတဲ့ဖခင်ကပဲအဲ့ဒီလေးတော်ဝင်ရှိသမျှသူကပဲချွတ်ပယ်ပေးနိုင်တာဖြစ်တယ်။ဒီနေ့ကျမကနှုတ်ကပတ်တော်ကိုတည်ဆောင်ပေးမယ်။သင်ကိုစစ်မှန်စွာလွတ်မြောက်ခြင်းပေးနိုင်တာယေရှုတပါးတည်းပဲဖြစ်တယ်။ဝိညာဉ်တော်ဖခင်ကပဲသင်ကိုမဆာပေးနိုင်တယ်။အာမင်။